ကျွန်တော်တက်ရတာ concept ခုနှစ်နဲ့ကြော်ပြီးဖြစ်ပြီးတော့ဒါမဲ့28ဆိုပြီးကျန်ဖြစ်စေပြပါလို့ကျွန်တော်တို့လည်းရတာပါများပြပြဖို့ခံစားရတယ်ဒါကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့်ဒုတိယရကရေဘယောဂမျိုးမျိုးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းတန်းပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြိုးတွေ့နေရတာဖြစ်ပါတယ်ကျွန်တော်အင်တာနက်နိုင်ငံကြီးပါဝင် ဒီကြင်ပြီးတော့တိုးတက်နေတဲ့နိုင်ငံသားနဲ့နိုင်ရှင်ကြည့်နိုင်ပါဘူး။ဘုနဲ့အေရတူတဲ့ဘုနဲ့လူရေးအပြင်တူကြီးတဲ့အကြောင်းအပြင်တူကြီးတဲ့ခြိဝဲအပြင်တူကြီးတဲ့နိုင်ငံတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုကျွန်တော်အောက်ချတိုင်းကတော့တွေ့နေပါဘူး။ဒါပါလဲဆိုရင်ဆောစောကကျွန်တော်တို့ကျွန်တော်မင်းတို့မှာတော့ပါပါဒီနေ့ဒီပါရောဂါမျိုးကြောင့်ကျွန်တော်တို့ဒီလိုဖြစ်လာခဲ့လို့ဆိုတာသိပါတယ် အဆိုးဆုံးတော့အားနဲ့ကျက်ရှိသောတော့ကျွန်တော်တို့နိုင်ငံတကာနိုင်ငံတိုင်းကမှာဤပညာတက်ပညာအိုင်ပညာအားနဲ့နေတော့ဆိုတော့ဒီအားလေလူကြီးနဲ့အိမ်ကြောင်းစာတောင်စင်းကောက်တဲ့အချိန်မှာဒီမှာအုံပေါ်ပါလားဒီချက်လေးတွေကြည့်မယ်ဆိုရင်ဒါတင်ခန်းစာကြီးမားစွာကျွန်တော်တို့ပေးထားတာကျွန်တော်ပြေးပါဦး လွတ်လပ်ရပြီးမရခင်အချိန်ပေါ့။နော်လွတ်လပ်တတ်ဖို့ဆုံးထုတ်မှုကာလ။ဒီပဲလွတ်လပ်ရပြီးတော့ဒီပဲကာလပြန်ကြည့်ခစ်မိုင်းကောင်ပြန်ကြည့်လို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ညဉ့်ညဉ့်ရည်လာမှာကျွန်တော်ပြောပြပါမယ်။ကျွန်တော်ရှင်ကြီးမောင်းလည်းဝင်ခဲ့တယ်ရှင်ငယ်မောင်းလည်းဝင်ခဲ့တယ်။ကျွန်တော်မျိုးစုံကြုံတွေ့ခဲ့ရတယ်။ကျွန်တော်တင်ကားရယူပြီးတော့1980ခုနှစ်ဒီဘုကီစီ နေပါတယ်ဒီကမ္ဘူကူဒီလိုတဲ့ချိန်မှာဒီသူကနေပြီးတော့ပါတီဝင်တို့ကြီးစီဖခင်နေပြီးပြောရတဲ့ကြောင့်အခုဘီအာဒီသူရဲ့ဌာနဖြစ်တဲ့ပါတီဝင်တို့ကြီးစနစ်ကိုကျွန်တော်တို့ရောက်သွားကြတာဖြစ်ပါတယ်။ဒါကလည်းပါတီဝင်တို့ကြီးစီတဲ့ပြည်စုံနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုချိန်ပိုင်းပြီးတော့သူတည်ဆောက်ရေးကိုကျွန်တော်ပြောပါမယ်။အဲတမတော်နေဦးဆောင်ပြီးလုပ်ပြီးကြတာဖြစ်ပါတယ်။ အဲ့ချိန်တော့အဲ့ချိန်တော့ရှိခဲ့တဲ့အချိန်တွေရောက်ခြေကောင်းမှုတွေကျွန်တော်ရေးဆွဲခဲ့တော့ဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြစ်ပုံကိုယူရတယ်ဆိုတာကျွန်တော်နားရပါတယ်အဲ့တော့ကျွန်တော်ဒီ2020ခုနှစ်နိုင်ငံရဲ့တာဝန်ယူပြီးတဲ့အချိန်မှာတိုင်းသက်သက်ကဖွဲ့စည်းပြီးနိုင်ငံရေးပါတီတွေအတွက်ဆုံးတည်သူစခန်းတဲ့ပုဂ္ဂိုလ်တွေကျွန်တော်ရဲ့ကျွန်တော်ကိုယ်တိုင်တော်တော်ကောင်းကျွန်တော်ရဲ့ဖူစာကိုယ်တိုင်များနဲ့တော်တော်ကောင်းအချင်းချင်းပြည့်စုံဆွေးနွေးပြီးတော့မှ ကျန်ဟုတ်ပြီအခြေခံဥပဒေပြင်ဖို့တဲ့ကျွန်တော်တချို့အရကျွန်တော်သဘောတူချက်ပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ချင်ပါတယ်ကျွန်တော်ကိုယ်ရဲ့ကျွန်တော်ရဲ့ဆန္ဒကတိုက်ပြီးအေးချပြီးတော့ကုတက်ချင်တဲ့တိုက်ပြီးဖြစ်ချင်တယ်ဘာလို့ကျွန်တော်တော့ကြံပြန်မရဘူးအဲ့တော့ဖြစ်နေတာကျွန်တော်ကတော့ပြီးပဲနာနဲ့တက်ဆိုင်တက်ဆိုင်ရပုံပုံများတယ်ဖြစ်နေတာကိုပြောဖို့လောက်ကြဖို့ပြောချင်တယ်မဖြစ်ကြတာလည်းရှောက်ပြောပြီးတော့ပါ လုံးလို့မရဘူး။ဒါကြောင့်ကျွန်တော်တို့ဒါဟုတ်လေအဲ့ဒါဥတိချက်မင်္ဂလာတာနဲ့လုပ်ဖို့ကျွန်တော်ပြောပါပါ။ဒီမှာနဲ့ခုနကကျွန်တော်တို့တိုင်းရင်းသားတွေပတ်သက်ပြီးတော့တောက်ဆူချက်ကိုလုပ်တဲ့အခါမှာနိုင်ငံရေးစိတ်ပြည့်တဲ့တွတ်တော်ပေါ်မှာပြောနိုင်တော့အောင်အောင်ဖြစ်ပါ။ဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စံတရကောင်ချိုးရကိုစားကိုစနေ တော့ဘူးကျွန်တော်တို့ကျွန်တော်ဒီဓာတ်လေးကျွန်တော်စဉ်းစားကြတာအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဒါဒီရုပ်ကောက်ပဲရတဲ့ဒီမျိုးတော့သုံးသပ်ပြီးတော့မှဒါပေမဲ့ရုပ်ကောက်ကြောက်လို့ရှိရင်တော့ရုပ်ကောက်ပုံစံလေးပြောင်းလုပ်ကြောင်ပြောင်းဆိုပြီးကျွန်တော်တို့ဆောင်ရွက်ကြတာဖြစ်ပါတယ်။ဒါရေပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်။အဲ့တော့ဒါမှမဟုတ်ဒီမှာ၂၈ရှိနေမှာရုပ်ကောက်ပဲကျွန်တော်လုပ်ပါမယ်။စီးပင်းထားတဲ့အားလုံးပေါင်း ဝင်မှုတွေအားလုံးက58ပါးတိရှိပါတယ်။တဏ္ဍာရီကူကြိုင်မှ6ပါးတိနောက်ကပြည်내တိုင်းဒေသကြီးတွေမှာငွေကြေးမှာ58ပါးတိ58ပါးတိရှိပါတယ်။ကျွန်တော်တို့စစ်စစ်လို့စစ်စစ်ပို့တဲ့ကျွန်တော်တက်ဆိုင်ဝင်ထိုင်တာလူရောက်ဖြစ်လာတဲ့ဆင်းရဲကြည့်တဲ့ကံမှာတော့ကုသရလောင်းအားလုံးကျွန်တော်ရှိပါတယ်။အဲ့ဒါနဲ့တချို့အရည်လေးကြာမြင့်ကြည့်တဲ့ကံမှာလည်းအတိုင်းပြကြနဲ့ပတ်သက်တာလို့တခြားကိစ္စတွေတည်တဲ့ ယေရှုနာတွေ့တဲ့အခါကျတော့သူကလည်းကြောင်းရတော့ရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီရုပ်ပေါ်ပေါ်တော့တော်တော်အားကောင်းနေရုပ်ပေါ်ပေါ်တူဖြစ်မဖြစ်ချင်းပြုတ်လို့ပါ။ကျွန်တော်ကလည်းအားပြေပါတို့ကြောက်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတဲ့ free and fair ဖြစ်တဲ့ရုပ်ကောင်ကိုချစ်ဖို့ဖြစ်ရတယ်ဒီကကျွန်တော်ပြောပါတော့ပြီးခဲ့တဲ့ရုပ်ကောင်ပဲ၃ရက်မှာအတွေ့အကြုံရမျက်မှတ်မှတ်မှုတွေဖြစ်ခဲ့တာဒီဟဲ့ ဘယ်နှမှာလဲပြေးရအောင်တော်လေးပြဿနာတက်ပါတယ်။နောက်ကျူတင်မဲဒီမှာပြဿနာလို့တက်ခဲ့ပါတယ်။အဲကြောင့်ဒီရောဒါဒီမဲ့ဖြစ်အောင်ပြုပြီးတော့မြန်မာ electronic voting machine ကျွန်တော်ကိုယ်တိုင်မဲ့ဒါအကြေးကြီးစစ်စစ်ပြီးတော့မှဒီတိုင်းလုပ်ပါအဆန်ကွန်ပျူတာကုန်စည်ဆိုပြီးတော့ကျွန်တော်တို့ဒါဖြစ်ပါတယ်။မနေ့ကတက်ဆိုင်ပုံကူတချို့တွေကျွန်တော်ပြောက်ကျွန်တော်ကမဲစင်စရာအကြောင်းမရှိဘူး။တမန်ကလို့စားလုံးနေတာအကြောင်းမရှိဘူး။ဒီဒီဘေးကတက်တဲ့ချက်တွေလို့ဆိုကျွန်တော်ဒုက္ခပါ။ ါကြောင့်ဒီဟာတော့ရုပ်ကောက်ပဲတော့အမြင်နဲ့ရုပ်ကောက်ကိုဖြစ်နေလို့ဆယ်ဖီယန်ဖီယန်တဲ့ရုပ်ကောက်ပဲဖြစ်နေလို့ကျွန်တော်ယူကြည့်ပါတယ်ကျွန်တော်ပထမကျင်းမှာတော့100နဲ့200မျိုးတွေဒုတိယကျင်းမှာ100ကျွန်တော်လုပ်ပါတယ်100မျိုးတွေတော့တတိယကျင်းကိုကျွန်တော်လုပ်ပါရန်လုံးပြည်တော့မရဘူးဆိုတော့ချူတင်ကျွန်တော်ဝန်ခံထားပါရန်လုံးပြည်တော့ယူကော့ပဲ၃လလုံးမှာရန်လုံးပြည်မလုပ်နိုင်ကြပါဘူးယူကော့ပဲဟုတ်ရန်လုံးပြည်မလုပ်နိုင်တော့မှအကျန်တဲ့ အကြောင်းမူရောက်တော့နည်းနည်းယူပါဘွဲကိုလည်းနောက်ဒါမဲ့အစိုးရနဲ့ယူပါဘွဲကွန်ရှင်နေပြီးတော့အကြောင်းရယူပါဘွဲတို့လည်းခါကြရတာဖြည့်စည်းပြီးတော့မှအာလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားထားတယ်ဆိုတော့ကျွန်တော်ကျွန်တော်ပြောလို့အဓိကတော့ကျွန်တော်တို့ဟာကျွန်တော်နိုင်ငံတော်ကပြည်သူ့ရဲ့ရွေးချယ်တဲ့ဘဏ်ကြောင်ဖြစ်တယ်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်မာမာရိုက်ချေဖို့လိုအပ်ပါတယ် ဒါကိုကျွန်တော်ကြိုးစားမှဖြစ်ပါတတ်မပေါ်ဒီပုံမှာအပြစ်ဝရက်တိကြောင်းကျွန်တော်ပြောလို့ပါဒါမဲ့လည်းဒီတန်ကတော့တိဆောက်တဲ့အခါမှာချက်သေးစစ်ဆက်မယ်အချက်တည်းရငငရဲတမိုင်းကြောင်းငငရဲတမိုင်းအပြင်ချက်တန်းလာခဲ့တဲ့တမိုင်းပါနောက်ပထဝီနိုင်ငံရေးပေါ့ပထဝီနိုင်ငံရေးရတယ်တော်တော်ရေးကြည့်ပါကျွန်တော်တို့နိုင်ငံနဲ့ထိဆက်နေတဲ့အထက်မှာအင်အားကြီးနိုင်ငံဖြစ်တဲ့ ရေကူကူသမရနိုင်ငံနဲ့အိန္ဒိယသမရနိုင်ငံတို့အခုရှိပါဒူရေရနိုင်ငံရဲ့နေထားရအရွေစားရစီးပွားရေးရဘလူကာနာပဲကြီးကြီးကဘာမှအဲအကြီးဆုံးအုပ်စုတွေမှာပါတဲ့နိုင်ငံကျွန်တော်တို့ညနေပိုင်းထိဆက်တဲ့နိုင်ငံဖြစ်ပြီးတော့နိုင်ငံရေးစနစ်မတူညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့ဒါပမကရက်တည်ဒီရမျိုးကျွန်တော်တို့ပြောပါအတော့ နိုင်ငံခြားရေးဘူဝါဒမှာလည်းလွတ်လပ်ပြီးတက်ကြွတဲ့ဗမာတဲ့နိုင်ငံခြားရေးဘူဝါဒနိုင်ငံနိုင်ငံချင်းချင်းဘုက္ခုပပြဆက်ဆံပြီးရှိတဲ့နိုင်ငံအနေနဲ့နိုင်ငံခြားရေးဘူဝါဒချက်မှတ်ထားတယ်ဒီပေါ်မှာကျွန်တော်အလေးမြတ်ထားစဉ်းစားပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးဓာရီဘူဒါကျန်တဲ့စေနာဆောင်မှုလူတွေအကြောင်းပြပြ ကျွန်တော်ပြောလို့ဒီလိုစဉ်းစားဆောင်ရွက်ဖို့ပြောနေတယ်ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်တို့မှာအားနည်းချက်ရှိတယ်အသိပညာတတ်ပညာတတ်ပညာပညာရင်းနဲ့ပတ်သက်တာအဲ့ဒါတော့မှငင်းလို့မရဒါကိုကျွန်တော်တို့ကပညာရေးနဲ့ပတ်သက်ပြီးတော့ဒီကံကမြင့်တင်ပြီးလို့ပြောပါမရှက်ပါဘူးကျွန်တော်တိုက်ပြီးနေပတ်သက်ကျွန်တော်ပြောတာအခါကြောက်တယ်ကိုကုပုံကိုလှန်ထောင်းတယ်ကျွန်တော်ပြောကြတယ်တကယ်တော့တကယ်အမှန်ပါတကယ်အမှန်ပါ ကျွန်တော်တို့ကအားနည်းချက်ရှိတာပညာရေးအားနည်းချက်ရှိတဲ့ကြောင့်ပထမဆင်းနေတဲ့ KJ Club 90ကိုတောက်ဖို့ရအောင်လုပ်ကြဖို့လိုပါတယ်အခုတက်တက်တော့ကျွန်တော်ကျောင်းနေခွင့်မှာဒီကိရရမယ်ကျောင်းမဲပြန်ပြီးတော့ထင်းချုပ်ရတဲ့ခါမှာကြော်ချက်ချင်းတိုက်ပြီးပြတော့မကျောင်းနေရအောင်ကျင်းရအောင်ခွင့်ကြီးပြီအစိုးရစီကျောင်းတော့မပြောဘူးကွာကျောင်းတည်တည်ရှိကျောင်းတည်တည်မှာတော့ဟဲ့ဒီစီနီယာတွေမှာကျောင်း တင်ပေးဒီပေးပြီးဟိုတင်ပြီးတက်တော့ဟိုလားဆောင်းဝက်စစ်ပြီးလာနောက်ပြီးတော့ generator တွေပြီးပြီးလို့ရှိရင်ကျောင်းပြည့်ရတယ်မှာလဲပြန်တက်ခိုင်းဝယ်ဒီကျောင်းပြည့်ကြတယ်ကျောင်းပြတ်တက်ခိုင်းကြံခဲ့တဲ့ဆက်ချက်တွေပြန်လို့ပြန်လို့ပြီးအိုက်ပါတခါဆောင်းဝက်ကပြန်စစ်လို့လက်ကလေးမဆုံးရှုံးအောင်သူတို့ဒီနှစ်ဒီနှစ်ဆုံးရှုံးမှုဆိုတော့တော်တော်လေးအာခိမပါဒီမှာတရားနဲ့ပုံတွေအလုံးနဲ့ပြည်ရဲ့အကြောင်းတွေအကြောင်းတွေပြကြရတာဒီဖြစ်ပါတယ်။တာတိပေးခြင်း ကြောင်းသားချင်းမိပါချင်းစာနာမှုလိုပါအဲကြောင့်တို့ဒီလေပညာတတ်တွေပညာရေးမကြံပေးအောင်ကျွန်တော်တတ်နေတယ်ဆောင်းမပေးပါအလားတူသာပဲတက်တွေတွေအဲကောလိတွေမှာလည်းဟိုအကြောင်းမျိုးကြောင့်ပိတ်ရတဲ့အကြောင်းတွေရှိတယ်တတ်နေတယ်ဖွင့်ခိုင်းပါပြစီဘောတဲ့ကြောင်းပြီဆောသာပြောရတဲ့ဘုတ်မှာပြထားတဲ့ပုံမှာပြပါလိမ့်။အဲဒီကြီးမားတဲ့ဆုံးချုံမှုတွေအများကြီးဖြစ်မှာဒါပြတန်းတဲ့သူပြင်းပါ မြန်မြန်ပြပြန်ပြန်ပြီးတော့လည်းပဲပညာသင်နေဒီနေ့ဆိုရင်လည်းလာဒီ grad ကတက်ကတူကိုကျွန်တော်တို့ဖွင့်ဖို့လုပ်ထားပါဒါမဲ့နေ့ဆိုလို့ရှိရင်ကျန်တဲ့တက်ကတူတွေဖွင့်အောင်ကျွန်တော်ထူစားပါအခုကလားအကြံပေးမနဲ့တခြားတနည်းအားတက်ကတူတွေကိုကျွန်တော်ဖွင့်နိုင်ဖို့တဲ့ season မျိုးပါလေဟိုပြည့်စုံမျိုးပါလေဒီအောင်ဆိုတော့ပညာရေးကတော့ကျွန်တော် channel လို့မရဘူးပညာရေးနဲ့ပတ်သက်ပြီးလုပ်ဖို့လုပ်ပါအဲကြောင့်တော့ဆောင်းရနေဖို့ကအချိန်နဲ့ကြာဖြစ်တဲ့ရုပ်ောက်ဝဲဖြစ်လာစေဖို့အတွက်ရုပ်ောက်ဝဲတစ်ဆင့် ဒါမဲ့အစိုးရအစ်စ်တက်တိုင်းပြီးပြီးတော့မှနိုင်ငံကိုဒီမှုကြေညာပုံမှာပမာကအစနနိုင်ပူခဲ့စီကချက်ဖြစ်ပေါ်တဲ့မိဘဆရာသမားတွေဒေသတဲ့ခေါင်းဆောင်တွေပေါ့ကယ်တာတွေပေါ့ဒီပြီးဘုဖာတွေကတက်နေလို့ထိမ့်သိပြီးတော့ဆောင်ပေးချက်ပေါ်တယ်ကျွန်တော်ပြောလို့ပါတယ်ကျွန်တော်တို့ဒီမတ်ချက်ကိုဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒါဒီစစ်မှန်ပြီးအချိန်ပြည့်သွားတယ် ပါဒင်းဒီမိုကရေစီနဲ့ခိုင်မာစေဖို့။ဒါဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံပြည်တော်ကြီးဆောင်ရည်ဒါကျွန်တော်ဆောင်ရွက်ဖို့ဒါပြည်သူလူထုရဲ့အစံအဖြစ်ပါတယ်။ဘုံကျွန်တော်တို့ရင်းကြိုင်းဆယ်နှစ်ဆက်ကျုံတယ်။ဒီနေ့ဆနေပြီ။မမတော့ဒီစနစ်ဒီကောင်းကောင်းနဲ့ခေါင်းနှံဖို့ရှိတယ်။ကျွန်တော်နှောက်ချနေတာ။အဲဆနစ်ဆနစ်ပြမှာလည်းပထမ9နဲ့ဟလာဒါဒုတိယ9နဲ့ပထမ9နဲ့မှာလည်းရင်းကြိုင်းကြီးလာကလို့ပြီးတော့မှဒီဟာကိုပဲ အကြောင်းပြုမှုနဲ့ဆက်တဲ့ကောင်နဲ့ပုံနဲ့ပို့တော့ကျွန်တော်ကြံခဲ့တယ်။အဲကျွန်တော်တာဝန်ယူတဲ့ကာလအကြာလည်းပြောလို့ရှိတယ်တက်မှုတော်မင်းပို့လို့လုံနိုင်မှုကြီးရပါတယ်ပြောတာ။ဆောင်းမှုတော်ဒီထဲမှာမဲတက်မှရေးထိုးထားတယ်။ကျွန်တော်ကိုယ်လည်းလက်ကပို့ထားတယ်။ကျွန်တော်ထိုးတဲ့ခရီးကျွန်တော်ဘယ်တော့မှမဖြစ်ဘူး။ကျွန်တော်ပြောတဲ့ပတ်စံခရီးတွေမဖြစ်ပါဘူး။ဒါကြောင့်နော်ကျွန်တော်တို့ကတကယ်လို့ကြာဆိုးဆီးတဲ့ဆွေးရည်ညှိနှိုင်းဆောင်ရွက်ခဲ့မယ်ဆိုရင်အခုဒီအပြုတ်တွေအကောင့်ကဖော်နေပြီးဖြစ်မှာ ကျွန်တော်တို့ရတဲ့ရတဲ့အခြေအနေအတွင်းမှာတော့မှသောသာဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူကြကြတယ်။ကြောက်ညင်းတယ်ကြောက်ညင်းခဲ့တယ်။ကျွန်တော်သဘောပေါက်ပါတယ်ဒီအောင်သဘောပေါက်ပါ။အဲကြောင့်ပြောချင်တာကတော့ဒီသက်ဆိုင်သူပုဂ္ဂိုလ်များသက်ဆိုင်ပုဂ္ဂိုလ်များဟာဒီကပြောသူအကျိုးပြောသူအကျိုးတိုင်းတတ်ပြီသူတွေသူတို့ရဲ့အကျိုးအင်္ဂါတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်းပေးချောင်းတိုက်တော့ပြပါလေ။ ကျွန်တော်လေးတဲ့ပြီးပြောပြတယ်နော်ကျွန်တော်တို့ရဲ့နိုင်ငံဒုက္ခရောနော်ဘယ်လိုရောက်ဘူးကျွန်တော်ပြောချင်ပါတယ်တိုက်ပြီးကောင်းလို့ရောက်ဘူးပူအောင်ဆောင်ဖေးချမှုလည်းကျွန်တော်ပြောပြပါတယ်ကျွန်တော်အနေနဲ့တိုက်ပြီးကောင်းဖို့တဲ့ဒုက္ခဆိုလို့ရှိရင်အများကအဆင်ပြေရှိတယ်ဆိုတော့ကြောင်းနေတဲ့ထားတယ်ပြောချင်ပါတယ်နော်တော့လုံး NC